ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ SDS Audiobook Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမတို့ Channel ကနေတရေဆက်လန်းကောင်းများစွာနဲ့ဂမ်မီးယားဖြစ်ရဲ့စံချိန်ဆက်လန်းကောင်းလေးတွေကို နေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူစုတစ္ဆာဒနုပြူရေးသားထားတဲ့စိတ်ဆူတဲ့ဇလန်းလေးရဲ့အစာဆုံးကိုနေ့ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇလန်းလေးမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်းတင်များစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘေးနာအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့အမိပါနေရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ရေးစတင်လိုက်ပါပြီ။သူကမင်းကောင်မလေးကိုဟိုနေ့ကကောင်လေးတစ်ယောက်နဲ့တွေ့လိုက်တယ်။တငယ်ချင်းဖြစ်မှာပေါ့ကွာ။တငယ်ချင်းနေတာမဟုတ်လို့ပေါ့။တော်တော်တိဆောက်ငါဒေါသထွက်နေချင်းဘာကြောင့်မှလည်းမပြောတာကောင်းမင်း။မင်းကတွေ့တာမျက်နှာဆိုတာနဲ့ဒေါသပြေတတ်တဲ့ကောင်မျိုးပြောတာပါကွာ။ မင်းပြောတဲ့အရာဒေါသပြေစရာမဟုတ်ဘူးဒေါသပိုထွက်စရာကောင်းတာအေးပါကွာကုဒေါသကြီးကနောက်တစ်ခါတွေ့တော့တိန်မသိချင်အောင်ဆောင်းလိုက်မင်းတော်ပြီကွာငါတို့ပြီသူရဆိုတရားကိုဆိုင်ကယ်အုပ်ထုကိုစောင်းပြီးရောဒေါသကိုမောင်းတင်ကောင်ဆိုင်ကယ်မောင်းထွက်လာတော့လေသူရဆိုရင်အနေချက်ကတော့ဒေါသကိုရှည်တန်းတင်ခြင်းမမန်နေအရာတွေဖြစ်နေပါစေသူရဲ့ဒေါသကြောင့်အမားရိတာဖြစ်သွားတတ်တယ်သူရဆိုကလောကကြီးကိုရွေးတိုက်နေသူတယောက်ဆိုရင်ပုံမှန်ပါလိမ့်မယ် မြေကြီးပြည်စုံနဲ့သူရဆော်တယောက်ကတော့အဖေဖြစ်သူကိုအရွယ်တိုင်ရင်းနဲ့လမ်းတစိတယောက်လိုဖြစ်နေခဲ့တယ်။ကဲတော့ဆယ်တန်းအောင်လားဘလက်ဆောင်လိုချင်တယ်။တာဟုတကားပြောထားတဲ့ဆိုင်ကလိုချင်တယ်။ဒီညနေဒယ်ဒီကိုယ်တိုင်လိုက်ဝေပေးမယ်နိ။ပြီးတော့တာတခုလောက်တောင်းဆိုလို့ရမလား။ပြောလေတာ။ဒယ်ဒီနဲ့မာမီပြီးတော့ညီမလေးတာတို့မိသားစုလေးယောက်ပျော့ပျော့ရွှင်ရွှင်ပြန်နေချင်တယ်။တော်တော်သူရဆော်ရော့ချက်လက်မတ် မင်းလူချင်းသမားအရာတွေကိုအကုန်ဝင်လိုက်မင်းမီဆိုတာမရှိဘူးမင်းမညီမလေးလည်းမရှိဘူးမင်းမီကတည်သွားပြီသူရဆဘောကအိနီယာစားပြီးတော့ပြောင်းလဲသွားတော့တယ်မိသားစုပြုခဲ့သွားခြင်းရဲ့အကြောင်းနေနဲ့တူသူ့ရဲ့စိတ်ဓာတ်ကလည်းပျက်စီးခြင်းကိုရောက်ရှိခဲ့ရတယ်ပညာရေးကိုလည်းအာရုံမဆိုင်တမိုင်းမိသားပထမနေ့ပဲနှစ်နေ့ဆက်တိုက်ဖြစ်နေပါပြီဒီနေ့ဒီနေ့ဆိုင်ကယ်ပြိုင်ပေါင်းကားပြိုင်ပေါင်းရင်းနေပဲလမ်းမထက်မှာပဲအချိန်လေးကုန်ဆုံးစီခဲ့သူဘောကအလင်းတန်းလေးကောင်မလေးတယောက်ဆောင် တဖန်ပြန်လည်ပြီးတော့တောက်ခခဲ့ရတယ်။သူမနာမည်ကတော့ Twitter မြင်လို့တဲ့။တကုံတက်ကတူမြမစာမိချရဲ့အလားပြင်မှာတက်ပါပါ။အရက်၅ပြင်၅လက်မှာမျက်ခုံးမျက်လုံးနဲ့အသားရည်စုပြေးဝင်လက်မှုမြမဆက်ဆန်ဝစ်စားစီမှုတွေကြောင့် Twitter မြင်လို့ဆိုတဲ့အမည်အောင်တကုံတက်ကတူမှာမသိသူမရှိတာပါဘူး။ရုပ်ရည်ချောဝေါ်ခြင်းတွေတူစည်ရင်းသဘောကောင်းမှုတွေကလည်း Twitter ရဲ့အားသာချက်တွေပါ။ Twitter မြန်နှုန်းနဲ့သူရဆော်တို့ရဲ့တွေ့ဆုံမှုအောင်သူရဆော် ဒီနေ့ငါကောင်မလေးကိုတကုံတက်ကတူမှာသွားချုံမှာမင်းလည်းလိုက်ခဲ့ပါလားအေးကွာငါလေဒီနေ့ပြိုင်ဝဲမရှိဘူးဆိုင်ငယ်ပက်စီးကြတာပေါ့ဒါဆိုဆက်တန်နိုင်လောက်သွားကြမယ်อืมငါဆိုင်ရပဲစောင့်နေမယ်နိဖြည်းဖြည်းမောင်းတော့သူကဆိုတခုဆိုမလွယ်ဘူးသူများပိုင်နဲ့မင်းကလေကြောက်တက်လိုက်တာဘာမှမဖြစ်ပါဘူးကွာတက်ကတူဝင်းထဲကိုရောက်လာခဲ့ပါပြီသူကဆိုတရားကိုဆိုင်ငယ်ကိုပုံမှန်အတိုင်းမောင်းလာခဲ့တယ်အမတ်မတင်ကြွေလာရဲကားကိုရှာပြီးနေအာ မင်းကလေးတယောက်ကဒဲချသွားတာကြောင့်လူများဝိုင်းအောင်လာတော့တယ်ဟင်တွေ့တော့ဘာဖြစ်သွားလဲတွေ့တော့ဘာဖြစ်သွားလဲတွေ့တော့လဲချသွားတဲ့မင်းကလေးနာကိုလူဝိုင်းလာတယ်တွေ့တာမြင်လို့ဆိုရဲနမေရတော့တဝန်းလုံးမှာပိတ်တင်ထက်နေရောတယ်အဖြစ်ပြက်ကမြန်ဆန်လုံးကြီးသူရဆော်တယောက်တိတ်ချမသိခွက်လိုက်ပါအောင်ဒါပေမဲ့သူရဆော်ကအဲ့ဒီမင်းကလေးကိုလုံးဝမတိုက်မိရတော့အမှန်ပါပဲခဏလေးဖယ်ပေးကြပါဗျာဘာဖြစ်သွားလဲမသိဘူး မင်းဘဲမှမသွားနဲ့အမှမင်းနေမသွားပါဘူးကျွန်တော်လည်းအလူကြီးကိုသူ့ကိုမတိုက်မိပါဘူးဟုတ်ပါတယ်ဗျာကျွန်တော်တကယ်ချင်းဒီအမကိုဆိုင်ကင်းနဲ့မတိုက်မိပါဘူးတွေ့တာတတိယလာပြီတွေ့တာနေအဆင်ပြေရဲ့လားတွေ့တာတောင်းမှမရင်တော့ဒီအမောင်လေးနဲ့ဘာမှမဆိုင်ပါဘူးတွေ့တာလက်မီရောလဲကြသွားတာပါဟူးတော်ပါသေးရဲ့အားလုံးကျေးဇူးပါနော်တွေ့တာဘာမှမဖြစ်ပါဘူးအားလုံးသွားလို့ရပါပြီကျွန်တော်လည်းသွားလို့ရပြီလား မင်းခဏနေဦးဘာဖြစ်လို့မပြောချင်ရှိလို့ကန်တင်းကိုလိုက်ခဲ့ Okay ကန်တင်းရောက်တော့မဆရာမာပြီးတော့ Twitter မြန်နိုးသူရဆိုစတင်ပြီးတော့စကားခြေပါတော့တယ် Twitter မြန်နိုးကခက်နုံနုံအာအာမင်းကလေးတိောက်မဟုတ်ဘူးနေတွက်လက်ချက်စားလာတယ်အေးစေးတင်းကြီးစွာလူရစကားကိုပြောနိုင်စွမ်းရှိသူဖြစ်တယ်အိန္ဒိယစားပြီးတော့ Twitter သူရဆိုရဲ့နှလုံးသားကိုအနိုင်ယူသွားနိုင်ခဲ့တယ်ဟေ့ကောင်းလေးမင်းပြောနေမကြောက်ဘူးလားနောက်ဆိုင်ငယ်မောင်းဝင်နေ ။တက်မတ်နှုံးနဲ့မောင်းတင်နေလူရှုပ်တဲ့နေရာမှာမင်းတို့မင်းဘာထင်နေလဲ။ငါပြောတာကြားလား။ကျွန်တော်ကြားမှုကမမလီကတိတ်ပြီးတော့စီးစားကြောင်းနေတယ်။တကယ်ပဲဗျာ။မင်းဘာပြောနေ။မသိဘူးလေ။မမကတော့ကျွန်တော်နှလုံးသားအမတ်ပြေးပြလိုက်ပြီ။မင်းမင်းပြောလိဆိုးလိပါလား။ဗလာယူရတော့မင်းဒီဝိုင်းလေးရှင်းခဲ့ပြီပါလား။ကျွန်တော်ပတ်စံရေးမပါလို့ရော့ဒီမှာထားခဲ့ပြီ။မင်းမျက်နှာကိုငါမမြင်ချင်ဘူး။မင်းတတိတော်ထားပြီးတော့ကောင်းလေး။ โอเคကျွန်တော်သူရဆုံးမမတွေ့တာမြန်နူးရဲ့စကားတွေကိုမှတ်ထားပါမယ်ဗျာတွေ့တာမြန်နူးကမျက်စောင်းထိုးပြီးတော့စိုင်းနေကနေထွက်သွားတော့သူရဆုံးရဲ့နှလုံးသားမှာတော့တွေ့တာမြန်နူးဆိုတဲ့ကာမလီယာဝင်ရောက်ခဲ့တယ်လို့ပဲမြန်နူးရဲ့နှလုံးသားကိုလည်းအမုန်းများတစ်စင်းကဖန်တီးလိုက်နိုင်ခဲ့တယ်တချို့အမုန်းတွေကအခြေဖြစ်နေဖန်တီးနိုင်ပြန်တယ်သူရဆုံးမင်းရလေကွာဘာလို့မတွေ့တာမြန်နူးနေမှာတွန်းကြည့်ရတော့သူ့နောက်မှာចောင်းသူចောင်းသားတွေများတယ် နားစမ်းပါကွာငါမမကိုချစ်မိသွားပြီပြောလီဆိုလီပါလားမင်းတို့ဝစ်လေရောမယ်ချင်းနေဘောက်လေးဟာမယားရန်ကုန်တက္ကသိုလ်ရဲ့အသေးခွဲဘီရင်လီဟိုဟာတကုံတက္ကသိုလ်ရဲ့အသေးခွဲဘီရင်မဒါပေမဲ့ဟိုဟာတရားမှပြန်မကြိုက်တာမယားနှလုံးသားတွေကိုအစိမ့်တက်တက်ခွဲတက်တာမမရဲ့အခြေကိုငါရစီရမယ်ကွာသူရဆော်နေတွတ်တာမြင်လို့ရဲ့အခြေစံလိုင်းကတိတ်ကိုပုံမြင်စမ်းနေ ဒါပေမဲ့ဘေးတော့ကမှမယိုးတဲ့ပုံရင်တပုတ်ပါပဲ။သူကဆိုမျက်နှာရဲ့အခြေကိုရဖို့၃နှစ်ဆက်တိုက်စူးစမ်းခဲ့ရတယ်။မျက်နှာဘက်ကလည်းဇွဲစုပြန်ပြီးခဲ့ရတယ်။အခုဆိုရင်တော့မျက်နှာမှာမြမစာမဟာရန်ဒုတိယနေဖြစ်တယ်။သူကဆိုတော့တမိုင်းနောက်ဆုံးနေ့ကိုရောက်လာခဲ့တယ်။ဒါပေမဲ့နှစ်ယောက်သားမတွေ့ဖြစ်ပါဘူး။အဆက်အသွယ်မလုပ်ဖြစ်ကြဘူး။ဟင်မောင်ဘလို့ဖြစ်တာ?မောင်လာကြွားလေမလာရအောင်လား။မဟုတ်ပါဘူးမောင်ရဲ့ မမကြိုက်တာမျိုးလုံလာပြန်ပြီမဟုတ်လားမသိဘူးမယာကျွန်တော်မကိုပြောစရာရှိရင်လိုက်ခဲ့ပြီအတန်းချင်းရှိသေးရဲ့မောင်ရဲ့မလက်ကိုလွတ်မသိဘူးမယာခူးလိုက်ခဲ့မြင်းတို့ဒါဘာဖြစ်နေရလဲဘာမှမဖြစ်ဘူးကုန်အတန်းချင်းရှိသေးရဲ့တွားရအောင်သူတို့ဆိုတရားကိုသူ့ရဲ့မျက်ဝန်းပေးသူမယုံကြည်ဖြစ်နေခဲ့တော့တယ်မြင်းတို့ဆိုတာတစ္ဆာတရားကိုတိတ်မြင်တို့ရဲ့မိန်းကလေးတယောက်ဆိုတာလေသူသိရတယ်လုံးဝမယုံကြည်နိုင်ဘူး ဖြစ်ရှင်းချက်တောင်းစီရမလို့ပဲအရာအလုံးအားရှင်းရှင်းလင်းလင်းမြင်နေရရင်သူစိတ်ထိခိုက်ရုံသာတက်နိုင်တော့တယ်ဒရမာယူနဲ့ခင်းမနေတော့ပါဘူးလာရလန်းတိုင်းပင်နေပြန်လာတယ်အိန္ဒိယစားပြီးတော့သူရတယောက်အသေးခွဲသူမိုက်တယောက်ဖြစ်နေပြန်လဲရောက်ရှိသွားရပြန်နေအရင်လိုပြန်မိုက်ပြန်ဆိုးပြနေခဲ့တယ်၆လခန့်ကြာတဲ့အခါတော့ညနေနေဝင်ချင်းရောက်တိုင်းတနခါပန်းနဲ့ဟာသူရနှာခေါင်းထဲမှာမရှူရှိုက်ဘဲနဲ့ဝေရောက်နေခဲ့တယ်သူရတနခါပန်းဆိုရင်တိတ်မုန်းနေတယ် ။တနခါပန်းကသူရအတွက်나ကြီးစရာအမတ်တရားရှိနေခြင်းကြောင့်ဆိုပို့ပြီးတော့မှန်လိမ့်မယ်။အရင်ဟာသူရတနခါပန်းကိုတိတ်ကြိုက်တယ်။အကြောင်းကတော့မျက်နှာကြိုက်နေတတ်တာဟာတနခါပန်းဖြစ်နေတာကြောင့်ပါ။အရင်ဟာမျက်နှာအတွက်တော့တနခါပန်းကိုကိုယ်တိုင်စိုက်ပျိုးထားခဲ့တယ်။အဖြစ်ပြက်အချိုးတွေကြောင့်သူကိုယ်တိုင်စိုက်ပျိုးထားတဲ့တနခါပန်းကိုဖျက်ဆီးခဲ့တာကြာခဲ့ပါပြီ။အခုညနေတိုင်းတနခါပင်ရနိုင်ကသူ့ကိုနှောက်ရှက်နေရော်ဒီခန်းစားချက်ကိုသူ့လုံးဝမခန်းစားနိုင်တော့ပါဘူးအကွာ အခန်းထဲမှာရှိသမျှပစ္စည်းတွေကိုပောက်ကွဲပစ်နေရတယ်။စိတ်တွေကစူးစီးမရအောင်တကူဆိုဒေါသပုံထားပြီးတော့လူလုံးချင်းအောင်လုတ်ပစ်လိုက်ကြတယ်။တနေ့တနေ့အခန်းအောင်နေခဲ့တာများပါတယ်။မောင်တည့်ရက်ဆက်တယ်။သူနာတဲ့အမေကြားရောက်နေတဲ့စကား။ဟွန်း။တောင်းပန်ပါလေဗျာ။ကျွန်တော်တောင်းပန်ပါတယ်။အခန်းထောင်မှာထိုင်ရကိုကြေးပြီးတော့တယောက်တည်းအမေပြောနေရှာတယ်။သူတော်ကိုအများစုကယူနေပြီလို့ထင်ကြပေးနေခဲ့တယ်။သူတော်ကိုယ်တိုင်ပင်အဖြေရှာမရခဲ့ပါဘူး။ တာဟိုမှာဘလူလာလေးကြည့်ပါဦးပခုံးကိုပုတ်ပြီးတော့အဖေပြစ်သူပြောလိုက်တဲ့စကားကြောင့်သူရတမင်လေးပြန်ကြည့်လိုက်မိတော့တယ်သူရအတွက်မထင်မတဲ့မြင်ကွင်းတစ်ခုပါထိုင်နေရနေထားပြီးတော့မမီအဲ့လိုဆိုပြီးတော့ပြေးဖက်လိုက်တော့တယ်သူ့ဘဝအတွက်ဘယ်တော့မှမဖြစ်နိုင်တဲ့နေ့တနေ့ပြန်လည်ရောက်ရှိလာရလို့ဆိုရမယ်တာဒီမှာတားရဲ့ညီမလေးညီမလေးအောင်ဒီွေရောက်နေပြီပဲဝမ်းသာလိုက်တာတအားရင်တို့မိသားစုပြပြရွှေရွှေနေရတော့မှာပေါ့နော် ဟုတ်တာမို့တာရင်အိန္ဒိယစာပြီးတော့သူတို့ဘဝပုံမှန်လူတယောက်လိုသွားလာလို့ရှာဖြစ်တော်တယ်လူငယ်တယောက်လို ပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ရင်မောဖြစ်တော်တယ်ကိုသူရဆော်နဲ့မက်တွေတာမြင်လို့တို့အတွက်ဘလို့လုပ်ပြီးရမလဲမစင်စားတတ်တော့ဘူးအော်ကိုရဲ့ကဲကျမရဲ့စိတ်စားမှုယူရတော့ကလုံဆန်လို့မှမရတာဒါတော့ဒါပေါ့ကိုစိတ်ပူနေသူရဆော်အတွက်မက်တွေတာအတွက်လည်းတကယ်စိတ်မကောင်းပါဘူးကိုရဲ့ ကိုသူရဆော်တယောက်လည်းမေးလာပါပြီ။ဗမျက်နူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပြီးအောင်ကောင်းပါရဲ့။မိမယူကျမကြီးကူးဆိုင်နော်။ဟုတ်ကဲ့ပါရှင်။ယူရပြန်တော့မယ်ကို။ကြံခင်းနေတော့နော်။ကိုလိုက်ပို့မှာပေါ့။ဟုတ်ပါပြီရှင်။လိုက်ပို့စီ။ပါပြင်မှာတနန်ခါလေးနဲ့ချစ်စရာကောင်းလိုက်တာကွာ။ဟင်အင်းမဆုနဲ့ဒီတချင်းတန်ကိုငါမချားချင်ဘူး။ကိုကိုမြမလေးလေကိုကို သူကဆိုအသီးစိတ်တွင်လုပ်ပြီးတော့ညီမဖြစ်သူကိုလေမီးကိုညှင့်နေတာဖြစ်နေရတယ်။ညီမဖြစ်သူအတန်ကြာမှအသီးစိတ်ဝင်ပြီးတော့လက်ကိုချစ်ချင်းညှို့ချလိုက်တော့တယ်။မြင်းနေတဲ့မျက်ဝန်းစုံနဲ့အာနာချင်းဝန်းနေချင်းနေပြည်နယ်ကောင်းညီမဖြစ်သူကိုတောင်းပန်နေရတယ်။ကိုကိုတောင်းပန်ပါရဲ့နော်။တားနဲ့တမီဘာဖြစ်တာလဲ။ဒိန်နဲ့မမီတမီကိုကိုကိုကြောက်တယ်။တမီကိုကိုကိုတတ်မှုလို့တာဒါနဲ့ဆိုနှစ်ခါရှိပြီ။ဟမ်မဟုတ်တာပဲတမီရဲ့။ဟွန်း မဟုတ်ဘူးကျွန်တော်ဘာမှမလုပ်ဘူးရုတ်တရက်သူရဆော်အခြေအနေပို့ဆိုးသွားခဲ့တယ်။သူနာထဲမှာတချင်းကြီးတန်ဆူတန်ကြတိုင်းတနက်ခါပန်းနဲ့ရတိုင်းဘေးနာလူကိုတက်ချက်စိတ်ဖြစ်ပေါ်လာခဲ့တယ်။မတက်တာတဲ့အဆုံးတော့သူရဆော်ကိုစစ်တစာစီယုံပို့လိုက်ရတော့တယ်။တိတ်မကြပါဘူး။သူရဆော်ကိုကိုကိုတက်သိပြီးစုံမသွားခဲ့။မမီနဲ့ဒယ်ရီတကယ်ပဲသမီးတို့အိမ်ပြောင်းတော့မှာလား။အင်းသမီးကိုရဲ့အငွေသက်တွေရှိနေရဲ့အင်ကြီးရော မမီတို့ပို့ပြီးတော့စိတ်တရားရစေနဲ့ပြုံးနေရအိမ်ကိုပြောင်းကြတာပေါ့ဒါဆိုတမီကိုကိုစီကအမတ်တရားတခုခုတော့ယူသွားပြရစေอืมယူနေဒီပြင်းတစ်ချက်ရိုက်ခတ်လိုက်တာနဲ့သူရဆော်ခန်တကဖွင့်စရာမလိုပဲပွင့်လာတယ်သူရဆော်ညီမဖြစ်သူစူပြစ်ချော်ရလေအကိုဖြစ်သူအခန်းကိုမျက်စိကစားရင်းနဲ့ကြည့်နေခိုင်းပါပဲအလိုလိုနေရင်းနဲ့အန်ဆဲတကပွင့်လာတာမို့အန်ဆွေးလေးကစာအုပ်ကိုယူပြီးတော့ဖတ်လိုက်မိရောလေအေးစာအုပ်ကတခြားရာတော့မဟုတ်ပါဘူး သူရဆော်ရဲ့ဒါယာရီစာအုပ်ပါဒါယာရီ အစပိုင်းမှာတော့သူရဆော်တက်ရေးပါရင်တွေ့ကြမြန်နူးရဲ့အကြောင်းအရာတွေကပြည့်နှက်နေခဲ့တယ်။ဖတ်နေရင်လည်းစူပြေကျော်မြေကြီးဝဲတက်လာခဲ့တယ်။စူပြေကျော်တွေ့ကြမြန်နူးမမြင်ဘူးပါဘူး။အကုန်ဖြစ်သူရဲ့စာအုပ်ကိုဖွင့်ပတ်မှတွေ့ကြတပ်ဖို့နေတကောအကြောင်းစုံကိုသိရှိလိုက်ရတယ်။တွေ့ကြကြိုက်တဲ့သူချင်းကစူပြေကျော်ကြိုက်တဲ့သူချင်းဖြစ်နေရာအစားတိုက်ဆိုင်နှုံးလာတယ်။စာအုပ်ဆုံးမှာတော့လုံးဝထိမှန်မထားတဲ့အရာတစ်ခုကိုစူပြေကျော်ဖတ်လိုက်မိရောတယ်။သူက ဝင်းတောက်တာများနေပြီမတည်ဘူးကွာငါရင်လို့ပြန်မိုက်မယ်ပြန်ဆိုးမယ်ဟူးမင်းဒီပုံတိုင်းဆိုတော့မတွေ့တာနင်နာခံခဲ့ရတာတွေကအလကားဖြစ်ပြီပေါ့တော်ပါကွာငါရှိမှအိမ်မိမနဲ့ပတ်သက်ပြီးတော့ဘာမှမပြောနဲ့မပြောလို့မရဘူးငါမလို့ဝထားနိုင်ဘူးမင်းဟိုနေရာမတွေ့တာနဲ့တွေ့ရရဲ့ကောင်းလေးကငါကိုဝမ်းကွဲပဲဘာပြောနေစီရမင်းကငါစကားမဆုံးသေးဘူးမင်းစိတ်ခိုင်ခိုင်သာ မင်းမမအခုစေးရုံမှာတွေ့ခင်စာနောက်ဆုံးစေးနဲ့အဲ့ဒါဒီမင်းတည်လားဟမ်ဘာပြောနေဟုတ်တယ်မင်းကဘေးတည်မနေသူကတော့မင်းကိုတိတ်ချစ်လိုက်ရတာသူတည်တာကိုမင်းမမြင်ရလို့သူ့ကိုယ်သူမင်းမချမ်းဖြစ်နေဖန်တီးခဲ့တာကွာတကယ်ကြီးဖြစ်သူရဲ့စကားဆုံးတာနဲ့သူတို့ဆိုတရားချက်ချင်းအပြေးလောသွားတော့တယ်သူမျက်လုံးမင်းသူမယုံနိုင်ပါဘူးတွေ့ပလင်းနေဒပလင်းမိဒပလင်းလဲနေရတဲ့တွေ့တာကိုသူမြင်ပြီးတော့လုံးဝစိတ်မထိနိုင်ပါဘူးဘူနာဝိဆုံမှာ တွေးလေးလေးပြည်ချန်နေရော်လေးတွေးရင်ထက်ကထက်ကအန်နီရဲ့တွေ့တာအဖြစ်ကိုသူမမြင်ရပါဘူးအပြင်အနေပဲခိုးကြည့်နေခဲ့လူရှင်းတဲ့ချိန်ကိုစောင့်ပြီးတော့နောက်ဆုံးစကားပြီးပြောဖို့စကလုံးတွေကိုရှာဖွေနေရော်လေးလူရှင်းနာနဲ့အခန်းထဲကိုသူရဆော်ကတိတိစိတ်ပင်ဝင်သွားခဲ့တယ်သူ့ကိုစကားလုံးဝမပြောနိုင်တဲ့အခြေအနေမျိုးတယောက်နဲ့တယောက်မျက်ဝန်းနဲ့သာစကားပြောနေခဲ့တယ်နောက်ဆုံးခံစားနိုင်တဲ့အဆုံးတော့သူရဆော်နှုတ်ကနေမကျွန်တော်မကိုသိချစ်တယ်ကျွန်တော်ကိုခွင့်လို့ပါနော် သူရဆိုတရားသူ့လက်နဲ့ကိုယ်တိုင်ပဲမျက်နှူးရဲ့နောက်ဆုံးထွက်သက်ကိုအဆုံးစီရင်ပြီးခဲ့ဘသူမှမသိပေမဲ့သူစိတ်ကသူ့ကိုအမြဲထိတ်လန့်ခြောက်ရှားနေခဲ့တယ်။စိတ်ရဲ့စေချမှုအဆုံးမှာတော့သူကိုယ်တိုင်သူ့ကိုယ်သူ အဆုံးစီရင်စီခဲ့ရတယ်။စောင်းကိုဖက်ပြီးတော့ဘလို့စကားလုံးမှရှာမရတဲ့စုမျက်ကြောကတော့မြေးရီနဲ့အတူနောက်ဘွားမှာအကိုဖြစ်သူသူရဆိုနဲ့မျက်နှူးတို့ပေါင်းစုံပြရစေလို့ဆုတောင်းလိုက်မိရောတယ်။ ပြည်သက်များရှင်စာရေးသူစုတစ္စာတနုဖြူရေးသားထားတဲ့စိတ်ဆိုတဲ့ဇလန်းလေးရတော့ဒီမှာပြီးဆုံးသွားပါပြီရှင်။နောက်ရက်များမှလည်းဇလန်းကောင်းများစွာရွေးချယ်တင်ဆက်ပေးဦးမှာမို့အားပေးနာဆင်ကြပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။